မင်္ဂလာပါရှင်တမချန်းစာဖတ်ကြမယ့်အစီအစဉ်မှကြိုဆိုပါရစေ။ကပ္ပဦးချန်းအခန်းကြီး30အခန်းငယ်27မှ32အထိရာဖတ်ညီဟေပြဲလူအပေါင်းတို့ဤအပရှေမသည်လဲသားများကိုမြင်လေ၏ရှေမသားကအေးလံအာရှုယအာဖာဇတ်လူဒအာယန်ဒီအာယန်သားကဥစဟုလာ ဂီတာမာရှတီအာဖာဇတ်တာကရှာလရှာလတာဟေပါတီဟေပါတီလဲတားနှစ်ယောက်ကိုမြင်လေ၏တားတစ်ယောက်ကဖာလက်အမိရှိ၏အကြောင်းမူကားသူလက်ထက်၌မြေကြီးကိုခွဲဝေကြ၏သူဤညီကရုတ်တံအမိရှိ၏ရုတ်တံတာကအာလမောတ်ရှေလက်ဟာဇာမဝတ် ရေယဟတောယံဥဇလတိကလဩပလ အပိမီလရှေပဩဖိယဟဝိလယောပတ်ဤသူအပေါင်းတို့သည်ယုတ်တန်သားဖြစ်သည်သူတို့နေရာမူကားမေရှားမြို့မှသည် အရှိမျက်နာ၌သေဖာတောင်တိုင်အောင်ရှိသည်ဤသူတို့သည်တိချသော အမျိုးအနွယ်တိချသောဘာသာအလိုက် အပြီပြီအတိုင်းတိုင်းတို့နိုင်နေသော ရှေမသားများဖြစ်သည်။ဤ၍ကမိမိတို့ အမျိုးအနွယ်အတိအတိအလိုက်မတ်သားသော နောဧတာဆွေစဉ်မျိုးဆက်စရင်ပေတီထိုသူတို့သည်ရွေလွှမ်းမှုသောနောက်မြေကြီးပေါ်မှာတီးခြားသောတိုင်းပြည်တို့ကိုတီထောင်ကြလေ၏။